ဖန်ဆင်းရှင်ကိုတတဝါလို့သုံးလို့ဖန်ဆင်းရှင်ကိုစော်ကားပါတယ်ဆိုပြီးတော့လာပြီးဆွဆွဲသွားတဲ့အစ္စလမ်ကလေးပေါ့နော်သူ့ဘောပေါ်မှာဖန်ဆင်းရှင်ဆိုတာဘယ်သူ့ဘယ်ညာပေါ့နော် ဖြည့်ရှင်းထားပြီးတယ်အဲ့တော့တတဝါဆိုတာဘာလဲသိဖို့လိုအပ်တယ်တတဝါဆိုတာဗမာစကားဖြစ်တယ်ပါဠိတော်နဲ့တိုက်ရိုက်မွေးစားထားတာပါဠိတော်ကနေတိုက်ရိုက်မွေးစားထားတဲ့စကားလုံးဖြစ်တဲ့အတွက်ပါဠိတော်ကိုပဲကိုစားပြုတယ်အဲ့ဒီစကားတွေ ਆ လीအဲ့တော့မြတ်စွာဘုရားကတတဝါကိုဘယ်လိုပြည့်ညက်လဲလို့မေးလို့ရှိရင်ခန္ဓာ၅ပါးအစုဘွေးကိုသား တတ္တဝါလို့ပြည့်ညတ်ကြောင်းကိုထိုထိုတုတ်တံအများစွာမှာတွေ့ရပါတယ်ခန္ဓာ၅ပါးအစုဝေးကိုတတ္တဝါလို့ပြည့်ညတ်ပါတယ်အဲ့တော့ခန္ဓာ၅ပါးအစုဝေးရှိနေတတ္တဝါပါပဲဟုတ်ပြီနော်အဲ့တော့ဗမာတွေကနည်းနည်းချိုးချိုးနိုင်နိုင်ပြောလို့တဲ့ခါကြရင်ဆက်လုံးပေါင်းကတော့ဒါပဲအတန်ထွက်ကလေးနည်းနည်းလေးနှိမ်ချပြီးပြောတယ်တတ္တဝါဆိုပြီးနှိမ်ချပြီးပြောတယ်အဲ့တော့ဖန်ဆင်းရှင်ကြီးကိုတတ္တဝါလို့သုံးရင်တော့စော်ကားတယ်လို့ပြောလို့ရတယ်ဟုတ်ပြီနော်ဖန်ဆင်းရှင်ကိုတတ္တဝါလို့သုံးတာဖြစ်ခြင်းကြောင့်ပါဠိတော်တွေကထွက်လာတဲ့စကားကို ကိုစားပြုတယ်လို့ပဲပြောလို့ရတယ်။စော်ကားတယ်လို့ပြောလို့မရဘူး။ဟုတ်ပြီနော်။ဒါကတိတ်ချက်။အကယ်၍ဖန်ဆင်းရှင်ကိုတတဝါလို့မတုံးစေခြင်းဘူးဆိုရင်ဖန်ဆင်းရှင်မှာခန္ဓာ၅ပါးမရှိမှရမယ်။ခန္ဓာ၅ပါးဆိုတာကဘာတွေလဲလို့မေးလို့ရှိရင်ရုပ်အစုဝေးခံစားတတ်တဲ့အစုဝေးမှတ်သားတတ်တဲ့အစုဝေးပြုစီရင်တတ်တဲ့အစုဝေးသိမှုသဘောအစုဝေးဟုတ်ပြီနော်။အဲ့ဒီအစုဝေးတွေမှာဖန်ဆင်းရှင်မှာမရှိဘူးဆိုရင်ဖန်ဆင်းရှင်ကိုတတဝါလို့ပြည့်ညက်လို့မရဘူး။ အဲ့တော့ကျမ်းစာထဲမှာကြည်လိုက်တဲ့အခါကျတော့ကျမ်းစာထဲမှာဖန်ဆင်းရှင်ကြီးရဲ့ပြုစီရင်မှု လောကကြီးကိုဖန်ဆင်းနေဖန်ဆင်းနေဆိုတဲ့သင်္ခါရတရားတွေလည်းတွေ့ရတယ်ပြုစီရင်တဲ့တရားတွေလည်းတွေ့ရတယ်ဟုတ်ပြီနော်ဖန်ဆင်းရှင်ကြီးကဘလို့ဉာဏ်ပညာတွေထက်မြတ်တာဘလို့မြတ်တာကရုဏာတွေကြီးမားတာဆိုတာတွေလည်းတွေ့ရတယ်အဲ့ဒီတော့ဝိညာဉ်လည်းရှိတယ်ဝေဒနာလည်းရှိတယ်တဏှာလည်းရှိတယ်သင်္ခါရလည်းရှိတယ်အဲ့တော့ရုပ်တရားဆိုတဲ့အလင်းတွေလည်းရှိတယ်အတန်တွေလည်းရှိတယ် ဲ့တော့ဖန်ဆင်းရှင်ကိုတစုံတဦးတည်းရှိရဲ့ဖန်ဆင်းရှင်မလို့ပြောတဲ့အတွက်ပုပ်ကိုဆိုတဲ့ပြည့်ညက်လည်းရှိတယ်ပုပ်ကိုဆိုတာတော့ကတော့ဗမာစကားရပါဠိတော်ကနေဓာတ်ရိုက်မွေးစားတဲ့စကားပဲပေါ်ပါဠိတော်မှာကပုပ်ကလဗမာတွေကပုပ်ကိုဆိုပြီးစကားလုံးမွေးစားတယ်အဲ့တော့ပုပ်ကိုကိုပုပ်ကိုတဦးလို့ပြည့်ညက်ထားတယ်အဲ့တော့ခန္ဓာ၅ပါးအစုဝေတစုကိုပုံကိုလို့ပြည့်ညက်တယ်လူနဲ့ မြမာတို့ကိုသာပုံကိုလိုပြညတ်တယ်တလိษံတွေကိုတော့ပုံကိုလိုမပြညတ်ဘူးအဲ့တော့ခန္ဓာ၅ပါးအစုဝေးရှိတဲ့ပုံကိုတဝူးလိုပြညတ်ထားတာဖြစ်ခြင်းကြောင့်ဖန်ဆင်းရှင်သည်တတဝဆင်းရဲနဲ့မှဝင်တယ်ဟုတ်ပြီလားတကယ်လို့တတဝဆင်းရဲနဲ့ကိုမဝင်စေခြင်းဘူးဖန်ဆင်းရှင်ကြီးကိုဒီထဲကလွတ်စေခြင်းနဲ့ဆိုရင်ခန္ဓာ၅ပါးမရှိဘူးဆိုတဲ့အကြောင်းကိုပြပြီးအဲ့ဒါဆိုရင်ခန္ဓာ၅ပါးအစုဝေးမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြပြီးလို့ရှိရင်တတဝလိုပြညတ်စရာအကြောင်းမရှိဘူးလောကကြီးထဲမှာ ဥပမာမြေကြီးမြေကြီးကိုတတ္တဝါလို့ပြညတ်လို့မရအောင်မြေကြီးမှာခန္ဓာ၅ပါးအစုပွေးမရှိဘူးသူ့မှာရုပ်တရားကြီးပဲရှိတယ်တိုက်တာတွေအစာအုပ်တွေတစ်ပင်တွေတောတောင်တွေရင်းမြေတွေသူတို့မှာခံစားတတ်တဲ့သဘောမရှိဘူးမှတ်သားတတ်တဲ့သဘောမရှိဘူးသူတို့မှာအထူးသိမှုဝิญဉ်ဆိုတဲ့သဘောတရားတွေမရှိဘူးဟုတ်ပြီနော်အဲ့ဒီတည်းသူတို့ကိုတတ္တဝါလို့ပြညတ်လို့မရအောင်တိလိဆန်ကိုတတ္တဝါလို့ပြညတ်လို့ရတယ်သူ့မှာခန္ဓာ၅ပါးရှိတယ်ခန္ဓာ၅ပါးရှိတဲ့အတွက်သူ့ကိုတတ္တဝါလို့ပြညတ်လို့ရတယ်ဟုတ်ပြီလား အဲ့ဒီတော့တတ္တဝါဆိုတာဒီခန္ဓာ၅ပါးရှိတဲ့ပုဂ္ဂိုလ်ကိုတတ္တဝါလို့ပြည်ညံ့တာရှိကပုဂ္ဂိုလ်လေးထက်လဲရှင် ပုဂ္ဂိုလ်တတ္တဝါပေါ့တကယ်လို့ဖန်ဆင်းရှင်ကြီးကိုပုဂ္ဂိုလ်တတ္တဝါလို့အပြည့်ညံ့မခံနိုင်ဘူးဆိုရင်ခန္ဓာ၅ပါးမရှိဘူးဆိုတော့တတ်တည်ပြအဲ့ဒါဆိုရပြီဟုတ်ပြီလားနော်နောက်တစ်ခါကျတော့ဗုဒ္ဓဘာသာကဖန်ဆင်းရှင်ကိုမယုံဘူးဆိုတဲ့အပြောတွေကမှားတယ်လို့ပြောလို့ရတယ်ဖန်ဆင်းရှင်မရှိတာကိုယုံတာ ဟုတ်ပြီနော်ဖန်ဆင်းရှင်သည်တည်မြဲနေတယ်ထာဝရတည်မြဲနေတယ်ဖြစ်တဲ့အတွက်နေစာဖြစ်နေတယ်အတ္တဖြစ်နေတယ်ဒုက္ခဖြစ်နေတယ်အဲ့ဒီအတွက်မြတ်စွာဘုရားကဒီခန္ဓာ၅ပါးသည်အကြောင်းကိုမှီပြီးဖြစ်တယ်အကျိုးတရားတွေဖြစ်တယ်ချုပ်ချင်းသဘောရှိတယ်ပြက်ချင်းသဘောရှိတယ်ဆိုတဲ့အနေစာသဘောကိုဗုဒ္ဓဘာသာတွေကယုံတာအနေစာသဘောကိုယုံတယ်ဒုက္ခသဘောကိုယုံတယ်အနတ္တသဘောကိုယုံတယ်အဲ့ဒီယုံကြည်မှုရာ ထာဝရတည်မြဲနေတဲ့ခန္ဓာ၅ပါးတတဝါတဦးပုဂ္ဂိုလ်တဦးမရှိဘူးလို့ယုံကြည်တာဟုတ်ပြီလားအဲ့ဒီအတွက်ခန္ဓာ၅ပါးနဲ့ရှိနေတဲ့ပုဂ္ဂိုလ်တတဝါမရှိဘူးလို့ကိုယုံတာထာဝရတည်မြဲနေတဲ့တတဝါတဦးမရှိဘူးအနိစ္စဖြစ်တယ်ဒုက္ခဖြစ်တယ်အနတ္တဖြစ်တယ်အယူဝါဒကိုယူထားတဲ့ပုဂ္ဂိုလ်တွေဖြစ်ခြင်းကြောင့်ဖန်ဆင်းရှင်မရှိဘူးလို့ယုံတာနားလည်လားဖန်ဆင်းရှင်ကိုမယုံတာမဟုတ်ဘူးနော် ဖန်ဆင်းရှင်ကိုမယုံဘူးဆိုရင်ဖန်ဆင်းရှင်ကိုရှိတယ်လို့ထင်နေဦးမယ်ဖန်ဆင်းရှင်ပုဂ္ဂိုလ်တတ္တဝါထာဝရတည်မြဲနေတယ်အစိုးရသော ခိုင်မြဲသော ချမ်းသာသောတတ္တဝါတဦးသည်လောက၌မရှိဘူးလို့ကိုမြတ်စွာဘုရားစကားကိုတဲ့တဲ့ယူရတာဟုတ်ပြီလားညာတော့အပြင်တတ္တဝါတွေတော်တော်များများကလောကကြီးကိုဒုက္ခလို့မြင်တဲ့တတ္တဝါတွေရှိတယ်။လောကကြီးကိုညီးငွေ့စရာတွေလောကကြီးရဲ့စိတ်ပြက်စရာတွေလို့မြင်တယ်။ဘာသာရှိကောဘာသာမဲ့ကောအဲ့ဒီလိုမြင်တဲ့ပုံစံတွေရှိတယ်။ တချို့တွေဆိုရင်အင်တာဗျူးတွေမှာဖြေလဲလို့ရှိရင်ခင်ဗျတေးပြီးရင်ဘာဖြစ်ရှင်တေးပြီးရင်ဘာမှမဖြစ်ရှင်တော့မတေးခင်ဆက်ကြားမှာကိုလှုပ်ရှားရှိတာလှုပ်သွားမယ်ဆိုလို့ဖြေတဲ့ဘာသာအမဲတွေတောင်ရှိတယ်အဲ့ဒီလိုစကားမျိုးတွေပြောတဲ့ဘာသာအမဲတွေဒါပေမဲ့သူတို့ကဒီလောကကြီးကိုဒုက္ခလို့တော့မြင်တယ်ဒီလောကကြီးရဲ့လွတ်ရာကိုသူတို့မပြေးနိုင်ကြအောင်တေးရင်ပြီးပြီကွာဆိုတဲ့အုပ်စီတာဒိဋ္ဌိတွေကြသွားတယ်တချို့ကကြတော့တေးရင်မပြီးသေးဘူးဒီအကောင်လေးကတဏှာကိုသွားတယ်ဆိုတဲ့တတ္တရာဒိဋ္ဌိတွေကြသွားတယ်အားလုံးဒီ ဘာကိုမသိတာလဲလို့မေးလို့ရှိရင်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုမသိလို့အနိစ္စဒုက္ခအနတ္တကိုသိသွားတဲ့ပုဂ္ဂိုလ်ကဘာနဲ့တူတယ်လဲဆိုတော့တက္ကာယဒိဋ္ဌိကနေလွတ်သွားတာအနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့ကိုသိသွားတဲ့ပုဂ္ဂိုလ်ဟာတက္ကာယဒိဋ္ဌိရလို့တက္ကာယဒိဋ္ဌိကဘာနဲ့တူတယ်လို့မေးလို့ရှိရင်ခွေးတကောင်ကိုတိုင်ငုံမှာခြီးထားကျိုးနဲ့ခြီးထားတယ်လို့ပဲအဲ့ဒီခွေးကဟိုဘက်မှာမြင်နေရတဲ့အရာတွေရှိကိုပြေးကျင်တယ်လှွားကျင်တယ်သူသွားပြီးတော့ဆော့ကျင်တယ် ဒါပေမဲ့တိုင်ကုန်းမှာခြိထားတဲ့အတွက်သူဘလောက်ပြေးပြေးတိုင်ကုန်းမှာပဲပတ်ချလဲနေတယ်။တက်ကာရဒိန်းကြီးကခွေးတကောင်ကိုတိုင်ကုန်းမှာခြိထားတာနဲ့တူတယ်။အဲ့ဒီကြိုးကိုဖြတ်လိုက်ပြီဆိုရင်တော့အဲ့ဒီခွေးကလွတ်လွတ်လပ်လပ်ပြေးနိုင်တယ်။အဲ့ဒီသဘောတရားပဲ။အနိစ္စဒုက္ခအနတ္တကိုမသိတဲ့အခါကျတော့ဒီတိုင်ကုန်းမှာတက်ကာရဆိုတဲ့ဒိဋ္ဌိတိုင်ကုန်းကြီးမှာညှိနေတဲ့အခါကျတော့လောကကြီးကိုညှိငွေတယ်ဟုတ်ပဲမကောင်းတာတွေကိုမြင်နေသွားကျင်နေပြေတော့ပြေးနေတာပဲမရောက်ဘူးဒီတိုင်ငုံမှာပဲပတ်ချလဲနေတယ်လို့ပဲ အဲ့ဒီတော့ဗုဒ္ဓဘာသာကအနိစ္စဒုက္ခအနတ္တကိုမမြင်ကိုယ်တိုင်ထိုးထွေးနဲ့ဉာဏ်ပညာနဲ့မသိရင်တော့မှယုံကြည်ရတယ်။ယုံကြည်ရင် तू ကကျိုးကိုဖျက်ပြီးသားဖြစ်နေတယ်။အဲ့ဒီကျိုးကို तू ကဓာတ်နဲ့လှီးနေတာလုံးလုံးမပြတ်သွားရင်တော့မှပြက်မဲ့အချိန်ကြီး तू ယုံရင်ပြတ်တော့မှသဘောပေါက်လား။အဲ့ဒီကျိုးကို तू ကဓာတ်နဲ့ကောင်းကောင်းလှီးနေတာအနိစ္စဒုက္ခအနတ္တကိုတောက်လျှောက်နှလုံးသွင်းနေတယ်။အဲ့တော့ထာဝရတည်မြဲတဲ့ပုဂ္ဂိုလ်တတ္တဝါတအူမရှိဘူးလို့ လက်ခံယုံကြည်တာဖြစ်ခြင်းကြောင့်ဖန်ဆင်းရှင်ကိုမယုံတာမဟုတ်ဘူးအဲ့ဒီပုံကိုတတ်တော်ကြီးမရှိဘူးလို့တဲ့တဲ့ပြောတာနားလဲလားမသိဘူးနော်အဲ့ဒီကြိုးပြတ်သွားလို့ရှိရင်ဒီလောကကြီးကလွန်မြောက်သွားမှာအဲ့ဒါဒီအောက်တန်ရောစဉ်ကိလေသာနှစ်ပါးကိုဖျက်တောက်ပလိုက်တာဝစီကိစ္စတန်ရောစဉ်နဲ့ဒိဋ္ဌိတန်ရောစဉ်နှစ်ချောင်းကိုဖျက်တောက်ပလိုက်တာဖြစ်ခြင်းအဲ့ဒီပုံကိုလွတ်လွတ်လပ်လပ်ပြေးသွားလို့ရသွားပြီတန်တရာဝစင်းရဲ့ကတေချာပေါက်လွတ်မဲ့ပုံကိုလို့ပြောလို့ရသွားတယ်ဟုတ်ပြီလား တန်တရားကိုဆင်းရဲကတေချာပေါက်လွတ်ဖို့အတွက်ကိုအဲ့ဒီကြိုးကိုဖြတ်ပြီးလှီးနေရတယ်အနိစ္စဒုက္ခအနတ္တဆိုတော့နှလုံးသွင်းနေရတယ်ဘယ်အရာမှမမြဲဘူးဘယ်အရာမှချမ်းသာတာမရှိဘူးဘယ်အရာမှအဆိုးရတဲ့တတ္တဝါမဟုတ်ဘူးဆိုတာကိုနှလုံးသွင်းနေတယ်ဗုဒ္ဓဘာသာကြီးကကောင်းကျိုးချမ်းသာကြီးရှိနေတယ်